ားဆိုးတယ်သူရမ်းဆိုးတယ်ဘလို့မှသုံးမလို့မရဘူးအရန်စိတ်တူကောင်းတယ်တကယ်မင်းမဆုံးမပါဘူးကုသိုလ်ကနေအာကုသိုလ်မဖြစ်ရလေအောင်ဒီအလူကံမန်းတောက်ကိုချက်ချင်းသိဘာသမ်းမှထပ်မကြခြင်းဘူးအတန်ထက်ကြလို့ရတော့ ကျောအဆိုးမဆိုးနဲ့နော်ဒီမှာချက်လို့မရဘူးသူအဆုံးထိကိုတစ်ခုကောင်းတာတော့ဒီမင်းဟိုမင်းသားကြီးရိုက်ပြီဆိုလို့ရှင်ဇလန်းတော်တော်များများအဖြီးပေါ့နော်နောက်ဆုံးရရင်ကောင်းသွားတယ်ဆိုတော့ဒါပေမဲ့ဒီကားကတော့ထူးခြားတာအဖြီးလုံးဝမပါပါဘူးသူကလုံးဝကျွတ်တရားမရှိရဲ့ကောင်မဆက်မိုက်လို့မဆိုးတဲ့တယောက်တော့ဖြစ်နေတယ်သူကဒီကားလေးထဲမှာအမဒီ မြင်းမြတ်တက်နေရပါရှင့်ဟုတ်အစင်ပြေတာအယမ်းကိုပြင်းနေတာရွာမှာလို့ထိုင်စားလို့တော့မရဘူးပေါ့ရှင်ပြရဲ့အလုပ်လေးပါလို့လုပ်ရတာပေါ့လော်ဘန်ပြန်လွတ်ချင်တာမဟုတ်ဘူးနော်တအားကိုသဘောကျနေတာစိုးလို့မိုက်လို့ရောဝါပြီလားစိုးချင်လို့စိုးနေတာတော့ဘယ်ဟုတ်မလဲရှင်ပြရဲ့မှော်ထဲမှာမတ်ထောင်သားတွေဆိုမရဘူးတက်သည့်ပညာမနေတာဆိုလို့နည်းနည်းပေါ်တော့လှုပ်ပြရတာပေါ့ရှင်ပြရဲ့ ခက်ခဲတော့ဟို rehearsal တွေလည်းကြိုလုပ်တယ်နောက်တစ်ခါကျတော့ script reading လေးလည်းလုပ်တယ်ဇလန်းလေးကလည်းကြိုသိထားပြီးအကုန်လုံးပြင်ဆင်ပြီးတော့အဲလုပ်တဲ့ဟာလေးဆိုတော့ရိုက်တဲ့အချိန်မှာတော့အခက်ခဲတော့မရှိပါဘူးဒါပေမဲ့ခုနပြောသလိုပေါ့ဟိုမမျောလင့်တာအမှဆို allergy ဖြစ်သွားတဲ့အချိန်လေးတွေအဲ့လိုမျိုး shooting တည့်ရနားလိုက်ရအဲ့လိုမျိုးလေးတော့ရှိတာပေါ့လေ channel ဟာတော့အရင်ဟိုခက်ခဲခက်ခဲကြီးဟိုဒီ shooting မှာဟိုဖြစ်သွားတာတော့မရှိပါဘူးရှင်ဟုတ်ငေါ့ဒီနေရာမှာတုံ့နဲ့တည့်ရနင်းနေချင်လို့လား မတို့အနုပညာရှင်ဆိုတာကြတော့ပြိသက်ကိုဖြော့ပြရပဲလေနော်အဲကိုဖြော့ပြလိုက်တဲ့ဟာတို့အတွက်ရသားတစ်ခုခုခံစားရမယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့အနုပညာကိုလက်ခံတယ်ကိုယ့်အနုပညာမြောက်တယ်ပေါ့အဲ့လိုမျိုးခံစားရတဲ့အတွက်အဲ့ဒါကြတော့အမရဲ့ PT ပေါ့အဲ့လိုမျိုးအတန်ကြရင်အမတော့ဝမ်းသာတယ် PT ဖြစ်တယ်အញ្ញမ်းလည်းဝမ်းသာပါဒီ character ကအမအသက်ရွယ်နဲ့လည်းတူတူညီမဖြစ်နေတော့လေသူကဟို မောင်လည်းရှိရဲ့နောက်တော့ဒီအသက်40လောက်မှဟိုအမအဲ့ထဲမှာတော့မပါဘောလေဒါပေမဲ့အသက်30နီးပါးလောက်မှခလေးကိုခက်ခက်ခေခေရတာခလေးဆိုတော့အပြင်ကပုံစံမျိုးပေါ့ကိုလည်းဒါဟိုကလေးလေးတယောက်သာရှိရင်ငါရန်ဟိုမလွယ်တော့ဘူးလေထက်ရအောင်အဲ့အဲ့ဟာအဲ့ပုံမှာပဲစဉ်းစားနောက်တစ်ခါကျတော့ခလေးလေးကိုကြည့်ပြီးတော့ဟို သူ့ကိုလည်းကိုသားလိုပဲတကယ်ခံစားသွားတာချင်းသူ့မျက်နှာလေးမြင်တဲ့အချိန်လဲသူ့မျက်နှာလေးလည်းအဲ့လိုမျိုးလေးဆိုတော့ဟိုကိုသားလိုပဲခံစားလဲအခုချိန်နေကလေးရလဲအမအောင်အမေးလိုပဲကွာတွေ့ရင်လည်းတွေ့ရနေမှာအမေးဆိုပြီးတော့ပြပြလာဒီနေ့မနဲ့လဲအလူမာလဲအဲ့လိုပဲသူလဲအဲ့လိုအမေးလိုပဲဆိုတော့ကိုနဲ့သူနေတော့အဲ့လို chemistry meet နေဆိုတဲ့တော့ပေါ့ဗျာဟုတ်ဒီလူကမန်းတက်ကကျုပ်အိမ်နဲ့နီးတယ်ဒီတန်နေကြားရတာကျုပ်ခေါင်းကိုက်တယ်ဆောင်းနှန်းအလူမလားအဲ့ဆောင်းနှန်းအားလုံးကိုကျုပ်လူမယ် မန်တက်ကိုကုချက်ချင်းတင်လိုက်တော့ဒါဆိုးတယ်လို့ရမ်းဆိုးတယ်ဘလို့မှစုံမလို့မရဘူးအများစိတ်တို့ကောင်းတယ်တကယ်မင်းမစုံမပါဘူးဘူးမချက်လို့မရဘူးသူအဆုံးထိကိုတစ်ခုကောင်းတာတော့ဒီမင်းဟိုမင်းသားကြီးရိုက်ပြီဆိုလို့ရှိရင်ဇလန်းတော်တော်များများအဖြီပေါ့နော်နောက်ဆုံးရရင်ကောင်းသွားတယ်ဆိုတော့ဒါမှဒီကားကျတော့ထူးခြားတာအဖြီလုံးဝမပါပါဘူးသူကလုံးဝကျွတ်တရားမရှိရဲ့ကောင်မစက်မိုက်နေမှာဆိုတော့တယောက်တော့ဖြစ်နေတယ်သူကဟိုမောင်နှမကလည်းနှစ်ယောက်ပဲရှိရဲ့ ဆိုးတဲ့မောင်ခါကြလို့ရှိရင်ပိုချစ်ကြလေသူ့မှာဗာမြန်အားနေချက်ရှိဥမာသူ6ထောက်ဖြစ်သွားဆိုလဲကိုပို့ပြီးတော့သူ့ပုံမှန်ဟိုဟာပေါ့ဘယ်လိုပြောလဲမေတ္တာပို့ပြီးတော့စိတ်မကောင်းဂယုနော်ဂယုနာပို့ဖြစ်သွားပေါ့အဲသူ6ထောက်ကလေးမကောင်းပါလားငါမောင်လေးအဲသူဆိုးပါစေသူခင်ဗျာလဲဒါ6ထောက်ကလေးကောင်းရှာမှာပေါ့အဲ့လိုမျိုးတွေးမိမှာပဲသိရမလားအမတို့အိမ်မှာဆိုလို့ရှိရင်လဲဟိုနည်းနည်းအားနေတယ်သူဆိုလို့ရှိရင်ပို့ပြီးတော့အချစ်ပို့ကြတယ်လေဘယ်မိသားစုမှာဖြစ်ဖြစ်အဲဟိုမောင်မဲဖြစ်ဖြစ်ညီမလေးပဲအမညီမလေးဆိုလဲမေယာလည်းမလို့ညီမလေးတနာပါတယ်သူကဒါလေးကြတော့မလုပ်တဲ့ ့အဲ့ဒါကိုကျူဟိုဘယ်လိုပြောမလဲစိတ်ထဲအောင်တနာနေအခုကိုမောင်လေးဆိုလဲအဲ့လိုပဲလေသူဒီထဲမှာလဲသူချက်တော့လေးကောင်းတာမဟုတ်ဘူးဟဲ့ငါမောင်လေးကဒါလေးပဲသူ့မှာစိုးစရာရှိရစိုးပါစေဆိုပြီးတော့အဲ့လိုသဘောပေါ့သူ့ကိုကြည့်ရလဲဟိုဘယ်လိုပြောမလဲအမတို့ဒီတစ်ဖက်မှာကြည့်လဲဟိုမီးကိုဒေါသတော့ဒေါသနဲ့ထပ်ဖြည့်ရှင်သူပို့ပြီးတော့စိတ်ဆိုးရုံနဲ့ရှိအဲ့လိုသဘောမျိုးနဲ့လဲသူ့မှာလဲဒီအောင်မြတ်ဆန်မှာလဲကင်တွယ်လို့ထင်ပါလားအမထင်တာဒါကြောင့်မေတ္တာသူ့ကိုချော့မှာသူကလဲ ရှော့ပေးမှသူကလည်းပျော့သွားမဲ့သဘောရှိတယ်။အမေယောက်ျားလေးစချော့ကြိုက်တယ်။အချစ်ကြီးရဲ့ပြောတဲ့သဘောကလည်းဆက်ချစ်လို့ချစ်နေတယ်။သူကအချစ်ကြီးရပေါ့။နော်အချစ်ကြီးလို့လည်းအမျက်ကြီးရအောင်သူလည်းပြောသွားတယ်။ချစ်လည်းကြီးရဲ့အမျက်လည်းရမ်းကြီး။ဒီမြမမှုပေါ့နော်ပြောတဲ့လည်းဖြစ်ပြောတဲ့ဆိုတဲ့ကားလေးကဒီအမားတို့မြမာတွေရဲ့တကယ်ကိုဘယ်လိုပြောမလဲ။ အလူဖြစ်ချင်ကြရတယ်ရှင်လောင်းဆိုတဲ့ဟာရှင်ဒီရှင်ပြုတ်တယ်ဆိုတာမြန်မာတွေရဲ့အိမ်မက်ပဲပေါ့ပြောရမယ်ပြင်လို့ရှင်ရင်မိဘတွေအိမ်မက်ပဲဆိုတော့ဒါလေးကဒီဟာနဲ့ပတ်သက်ပြီးရိုက်ထားတဲ့ကားလေးဆိုတော့လာပြီးတော့ကြည့်ဖို့လည်းဖိတ်ခေါ်ပါတယ်ဟုတ်နောက်တစ်ခုကကျတော့အမကလည်းဒီနားနှစ်တွင်မှာပထမဆုံးပြန်ပြီးတော့ရိုက်တဲ့ကားလေးဆိုတော့စူးစမ်းထားတဲ့အတွက်ကြောင့်မို့လာပြီးအားပေးဖို့ပါလို့ပြောချင်ပါတယ်ရှင်ဟုတ်ကဲ့ကျေးဇူးပါ